ခုကျန်ပါရတော့တိတုဩဝရစာခန်းကြီးညစ်ဖြစ်ပါတယ်တိတုဩဝရစာအခန်းကြီးနှစ်အငယ်၁မှ၆ပင်မူကားစင်ကြဲသောဩဝရနှင့်ထိုက်တန်သမျှတို့ကိုဟောပြောလောအသက်ကြီးရင်သောယောက်ျားတို့သည်တမာတိရှိသောသူတည်ကြည်သောသူအိန္ဒြေဆောင်သောသူယုံကြည်ခြင်းချစ်ခြင်းတီးခံခြင်း၌စိတ်တန်သောသူဖြစ်ရကြမည်အကြောင်း ထိုနည်းတူအသက်ကြီးရင်သော မိမတို့သည်ကြင်ကြံပြုမူရာမှဓမ္မအမှုနှင့်ထိုက်တန်သောသူ မချောစားတတ်သောသူ စပည့်ရည်၌မလွန်ကျူးတတ်သောသူ ကောင်းသောအတက်ကိုတင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍ဘုရားသခင်နှုတ်ပတ်တရားတို့ကိုကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်ဆိုင်သောငါအသက်ပြိုသောမိမတို့သည် ကိုခင်မွန်းကိုချစ်သောသူ သားသမီးကိုချစ်သောသူ အင်ဒြေဆောင်သောသူ စင်ကြယ်သောသူ မိမိအိမ်ကိုပြုစုသောသူ ကောင်းမွန်သောသူခင်မူး၏အုပ်ဆိုးခြင်းကိုဝန်ခံသောသူ ဖြစ်စေခြင်းကအသက်ကြီးရင်သော မိမတို့သည်ဆုံးမပေးရချမ်းဤအကြောင်းထိုနည်းတူအသက်ပြိုသောယောက်ျားတို့သည်လည်းအိန္ဒြေဆောင်ရချမ်းဤအကြောင်းတိုက်တွန်းတွေးဆောင်လောအငယ်ခုနှစ်မှရှစ်အရာရာ၌ကောင်းသောအကျင့်တို့၏ပုံသက်တွေကိုကိုယ်တိုင်ပြလောဆုံးမဩဝါဒပေးသောအခါ မိစ္ဆာဒိဋ္ဌိနှင့်ကင်းခြင်းတည်ကြည်ခြင်းအပြစ်တင်ပွဲမရှိ စင်ကြယ်သောတရားစကားကိုဟောပြောခြင်းတို့ကို ပြုလော့တို့ဖြစ်၍တဖက်၌နေသောသူသည်ငါတို့ကိုကဲ့ရဲ့စရာအခွင့်မရနိုင်သောကြောင့်ရှက်ကြောက်ခြင်းတို့ရောက်လိမ့်မည်အငယ်9မှ15အစေခံကျွန်တို့သည်ငါတို့ကိုကဲ့တင်တော်မူသောအရှင်ဘုရားသခင်ဩဝါဒကိုအယားယာ၌တစားဆင်ခြင်းငှာ မိမိတို့တခင်၏အုပ်ဆိုးခြင်းကိုဝန်ခံ၍ငင်းခုန်ခြင်းမရှိဘဲအရာရာ၌တခင်၏အလိုသို့လိုက်ဤအကြောင်းနှင့်တိတ်ဆိတ်စွာခိုးယူခြင်းကိုမပြုဘဲခတ်သိမ်းသောတစ္ဆာကိုထင်ရှားစွာ ပြမည်အကြောင်းတိုက်တွန်းတွေးဆောင်လော့။ အကြောင်းမူကားမင်္ဂလာရှိသောမျော်လင့်ရာကို၎င်းကြီးမြတ်သောဖျားသခင်ဒီဟုသောငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်၏ဘုန်းတော်တော်ထင်ရှားပေါ်ထွန်းခြင်းကို၎င်းငါတို့သည်မျော်လင့်လျက်ဖျားမဲ့တရားမဲ့နေခြင်း လောကီတက်မဲ့ခြင်းကိုပယ်ရှားလျက်ယခုဘဝ၌အိန္ဒြေဆောင်ခြင်းတရားသဖြင့်ကျင့်ခြင်းဘုရားကို၌မွေလျောခြင်းတို့ကိုပြုနေရမည်အကြောင်းငါတို့ကို ဆုံးမသွန်သင်၍လူအပေါင်းတို့ကိုကယ်တင်တတ်သောဘုရားသခင်ကြီးစုတော်သည် ထင်ရှားပေါ်ထွန်းလျက်ရှိ၏ထိုသခင်ယေရှုခရစ်သည်ကသိန်းသောဒုစရိုက်မှငါတို့ကို ရွေးနှုတ်ခြင်းက၎င်း ကောင်းသောအကျင့်ပဲ၌စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိတို့အဖို့စင်ကြယ်စေခြင်းကလည်းကောင်း ကိုကိုကိုစွန့်ကြဲတော်မူပြီးဤတရားစကားကို ဟောပြောခြင်းတိုက်တွန်းသွေးဆောင်ခြင်းဆုံးမပြစ်တင်ခြင်းတို့ကိုခတ်သိမ်းသောအာဏာနှင့်တကွပြုလောအဘယ်သူမျှတင့်ကိုမချီမဲ့မြင်မပြုစေနှင့် Okay now ကြပါမှာပြန်တွေ့ကြမယ် bye bye